ဆောကောပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဒါဒီရသည်ပရီးမီးယားလိမှာခန်းစစ်ကစားသမားတွေထဲမှာတကယ်လို့အကောင်းဆုံးဘောတော့ဒါခြေစွမ်းပြနိုင်ဆုံးကစားသမားတယောက်လို့ပြောလို့ရတဲ့ဂါဘရီယယ်အကြောင်းကိုကျွန်တော်နဲ့ဒူတာကုဆိုးရနေကောမှာသုံးသပ်တင်ဆက်ပေးတော့လို့ရှိပါတယ်ခင်ဗျာကုဆိုးရင်မင်္ဂလာပါဗျာမင်္ဂလာပါကိုဒီရသည်မှာကျွန်တော်ဒါအာဆင်နယ်ရဲ့အာဆင်နယ်အကြောင်းပြောရင်တော့ဒီခန်းစစ်ကိုပဲကျွန်တော်အဓိကတည်ပြီးပြောရမှာပေါ့လေဒါခန်းစစ်တွေဆက်ပီးစ်တွေဒါကတော့ဟိုလက်ရှိအာဆင်နယ်အကြောင်းပြောမယ်ဆိုရင်မပါမဖြစ်ပြောမယ်ဟာအဲ့ဒီထက်ကမှခန်းစစ်အကြောင်းပြောမလားဆက်ပီးစ်အကြောင်းပြောမလား အဲ့နှစ်ခုစလုံးနဲ့လုံးဝရှောင်လွှဲလို့မရတော့ကျွန်တော်ဒါကာဘီယံပေါ့ကာဘီယံမန်ကဟေးစ်ကတော့ဒီလက်ရှိအာဆင်နယ်ရဲ့ခန်းစစ်မှာလည်းတကယ်ကိုဥဆောင်ကစားသမားကျွန်တော်ဒါအာဆင်နယ်နဲ့ပတ်သက်လာရင်တော့ဒီဘက်ဒါဒုတိယရတဲ့ပရီးမီးယားလိနစ်တွေမှာဆိုလဲဒါခန်းစစ်မှတ်တမ်းရမဆိုးပါဘူးပရီးမီးယားလိမှာဆိုရင်ပေကိုအနည်းဆုံးဆိုတော့ဒါနှစ်နှစ်တွေဒါတော်တော်များများပိုင်ဆိုင်ခဲ့ပါတယ်တော်တော်လေးလည်းတည်ငြိမ်လာတယ်ဒါပေမဲ့ဒီလိုခန်းစစ်အစုအဖွဲ့မရောက်ခင်မှာကျွန်တော်ဒါပြန်ကြည့်လိုက်တော့အာဆင်နယ်ကခန်းစစ်နဲ့ပတ်သက်ပြီးမှအများကြီးကို ရုံးကရတဲ့နှစ်တည်းဟာကျွန်တော်ဒါဆယ်စုနှစ်တခုမကတဲ့ကာလကြီးကျွန်တော်ဒါအများကြီးဖြတ်တန်းခဲ့ရတာဗောလေအဲ့ဒီဘယ်လိုပြောမလဲခန်းစင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်မူစတာဖီတို့နော်ကျွန်တော်တကယ်ကိုပဲရုပ်ပြစမြတ်တီကျွန်တော်ဒါအများကြီးကျုံရတော့ဒါဒေးဗစ်လူးဝစ်တို့အချပဲရောက်လာတဲ့အချိန်နော်ဒါဒေးဗစ်လူးဝစ်တို့အချပဲရောက်လာတဲ့အချိန်ဒီမှာဆိုရင်လည်းဟိုတော်တော်ကြီးရုံးကန်ရတယ်နောက်တဲ့ပါပါစတာတို့ပူလော့စ်တို့ဗောနော်ဒီလိုမျိုးအချပဲရောက်လာတဲ့ကစားမိုင်းနဲ့ရုံးကန်ခဲ့ရတဲ့ခန်းစင်းဟာအခုလိုမျိုးဗောလေဟိုလူယိုတီရှင်ယိုတီခန်းစင်းအစုဖွဲ့ဖြစ်လာတဲ့အချိန်ဒီကမှာဂါဘရီယယ်မန်ဂါဟေးစ်က ဘယ်လောက်ထိအရေးပါတယ်ဆိုတော့ကိုဆိုရဲ့အမြင်လေးဆက်စာပြီးပြောပြပါဦးဗျာအခုပြောသလိုပဲ Gabriel ကကျွန်တော်တို့ Arsenal ရဲ့ဒီခန်စစ်တောင်ခန်စစ်တင်တောင်မဟုတ်ဘူးနော်သူ့ရဲ့ဒီဥဆောင်နိုင်စွမ်းအသင်းကိုမောင်းနေနိုင်စွမ်းတကယ်အရေးပါတဲ့ဂျင်းတဲ့ချက်ထဲမှာအဖိုးတန်ဂိုးတွေကိုသူ့ဆီကနေပြီးတော့ဒါမြစ်ဖြားခန်စစ်စစ်လေးရှိရပေါ့နော်ရေးပါတဲ့ဂိုးတွေရဖို့ဆိုလဲသူ့ရဲ့ဒီ counter ball တွေကဒါတက်တယ်ပဲပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ကပဲကြည် Palace လိုကစားခတ်တဲ့တကယ်ကို Marshall တဲ့အသင်းနဲ့တွေ့တဲ့ပွဲမှာ Arsenal ကိုရဖို့ရုံကန်ခဲ့ရတယ်အဲ့ပွဲရဲ့တလုံးတည်းသောဂိုးကသူ့ရဲ့ဒီ counter ချက်ကနေ အစ်ဇေးကဒါအတင်းဟောင်းတဲ့ဘွဲမှာဖော်လီကန်ချန်နဲ့ခိုးသွင်းသွားတယ်။ဒီရာသီမှာလည်းနျူကာဆယ်နဲ့ပွဲတင်းတယ်။ရေးပါတဲ့အနိုင်ကိုတယ်နော်။သူကသွင်းပေးခဲ့တာတကယ်ကိုဂါဘီယယ်ရဲ့အခန့်ကဏ္ဍအရင်ကြီးပါတယ်။ပြီးတော့သူနဲ့ပတ်သက်ပြီးသတိထားမိတာကဒီအာဆနယ်ရဲ့ခန်းစစ်မှာဆာလီဗာကိုကြတော့ဒါရိုရိုက်စ်ဒက်ဖန်နာဆိုပြီးညွှန်ကြတယ်ပေါ့နော်။ဆာလီဗာကြတော့ညင်ညင်ညောင်းညောင်းနဲ့ဘောလုံးကင်နိုင်တယ်။အဲသူအီးဆက်ဆက်နဲ့သူကစားတဲ့ပုံစံမျိုးဂါဘီယယ်ကြတော့အရင်ဆန်တယ်ပေါ့နည်းနည်းလေးသူကစားပုံကပောက်ခွဲအားပြင်းထန်တယ်ဖီဇီကယ်ဘိုင်းကိုအားပြုတယ်စိတ်သက်ပြင်းထန်တယ်အမှန်တမ်းပြောရင် အဲဘယ်သူ့ပို့ကြလဲဆိုကျွန်တော်အဲ့လိုခန့်စစ်ကစားသမားမျိုးပို့ကြတယ်ခန့်စစ်ကစားသမားဆိုရုပ်ပိုင်းဆိုင်ရာပါတိမ်ဘက်ကိုဟိုဝါမယ်နှက်မယ်ဆိုတဲ့ခန့်စစ်သမားမျိုးကိုကျွန်တော်တို့ကပို့ကြတယ်ပေါ့ဗျာဘာလဲဒါကသူ့မမဟုတ်ပါဘူးခန့်စစ်ဆိုအဲ့လို strong ဖြစ်တဲ့ဒီ mentality ရှိတဲ့ကစားသမားတွေကိုကြိုက်ဆိုဂါဘရီယယ်အဲ့အချက်တွေနဲ့ပြည့်စုံတယ်ပြီးတော့နောက်တစ်ခုထူးခြားတာက तू ကဘရာဇီးသားဆိုပေမဲ့ तू ကစားဟန်ကဥရောပပိုဆန်နေပေါ့နော်ဒီဗြိတိန်ဘက်ကကစားသမားတွေဒီလိုပုံစံမျိုးပောက်ခွဲရအောင်ဦးစားပေးတယ်မောင်းနေမှုကိုဦးစားပေးတယ်ဒါတည်ငြိမ်ဖို့တဲ့ဆိုင်သူ့ရဲ့ဒီ အသင်းပေါ်မှာမောင်းနေနိုင်စွမ်းပောက်ခွဲရပို့ပြီးတော့ဟုတ်ကဲ့ပါထင်ရှားလို့ပြောလို့ရသူသဖြင့်တော့ဒီဘရာဇီးဘက်ကနှွယ်ရင်တော့ခေါင်းသုံးပြီးကစားတာများတာကိုကစားသမားတော်တော်များများဒါပေမဲ့ကာဗီရီကျတော့အဲ့လောက်တော့မဟုတ်ဘူးဒါပေမဲ့အသင်းကို leadership အပိုင်မောင်းနေနိုင်တဲ့အပိုင်ကျတော့တော်တော်ကောင်းတယ်ပြီးမှဘယ်မှာတရီထားပြီလဲဆိုတော့ကာဗီရီက2020 21လောက်မှာစရောက်တာအဲ့အချိန်မှာဆာလီဘာကအာဆင်နယ်မှာရောက်နေပြီဒါပေမဲ့သူကအငှားပြန်ကစားတယ်သူတို့နှစ်ယောက်ကမဆုံးကြဘူးပေါ့နော်ဟုတ်ကဲ့ပါဆာလီဘာပြန်ရောက်လာတဲ့ဒီ2020 23လောက်ကစပြီးအာဆင်နယ်ကဒီ အဆင့်နှစ်သုံးနှစ်စရိုက်ရသူတို့နှစ်ယောက်စပြီးတော့စပောင်းလိုက်တယ်အာဆင်နယ်ရဲ့ခံစစ်ကအများကြီးပြောင်းနေတာအရင်နှစ်တည်းကလည်းအာဆင်နယ်ကပရီးမီးယားလိရဲ့ဒီကလင်းရှစ်အများဆုံးအသင်းအဖြစ်နှစ်နှစ်စတိုက်ရတည်ခဲ့ဒါပေမဲ့ဒီလောက်ကြီးထိ solid မဖြစ်ဘူးကဒီလောက်ကြီးထိတော့မဟုတ်ဘူးတိုးတက်လာတာမှန်တယ်ဒီနှစ်ကကြတော့ဟိုလက်ရှိဒီအင်္ဂလန်ပါတယ်မကဘဲနဲ့ဒီဒီကမ္ဘာဘောလုံးလောကတစ်ခုလုံးရဲ့အကောင်းဆုံးဒီဘ ਹੁ ခံစစ်တွဲလို့တောင်ပြောလို့ရတဲ့အနေထားဒီရောက်လာပြီဆိုအများကြီးကိုပြောင်းလဲလာတယ်တိုးတက်လာတယ်ဒီ Gabriel ရဲ့ ဥဆောင်နိုင်စွမ်းသူ့ရဲ့အရေးပါတဲ့ဒီအရာတွေကတခုတည်းတောင်မဟုတ်ဘူးပေါ့နော်ဒီခက်စစ်တခုတည်းမဟုတ်ဘူးနဲ့အရေးပါတဲ့ဒီ twin goal တွေအတွက်ပါသူကအဓိကကြားတဲ့ဇာတ်လမ်းမှာဖြစ်လာဟုတ်ကဲ့ပါကျွန်တော်ဒီအာဆင်နယ်ကိုကြည့်ခဲ့တဲ့တခြားမှာဆိုရင်တော့ခန်းစစ်ကစားမားတွေမှာသဘောကျတဲ့ခန်းစစ်ကစားမားတွေအများကြီးရှိပါတယ်ဘောနော်ထိုနီအဒန်တို့ဒါစပြီးထွက်လာခြင်းနောက်ထပ်ကျွန်တော်ဒါ2000ပြည့်တော့စစောမှာဆိုမာတီကင်ဝန်တို့ဒါအသင်းကိုကောင်းကောင်းလေးမောင်းနေနိုင်တယ်ဟိုဘယ်လိုပြောမလဲဟိုကုဆွေကြီးပြောတဲ့ပုံစံမျိုးတကယ်ကိုပဲအသင်းရဲ့ကစားသမားတွေကိုလည်းအများကြီးကာဝယ်ပေးနိုင်တဲ့ဒါခန်းစစ်မှုတွေဘောနော် ဲ့နောက်ပိုင်းကျွန်တော်တို့ဒါဆူကမ်ဘယ်ရူเนาะဒါဆူကမ်ဘယ်ရူနဲ့ဆိုရင်လည်းအောင်မြင်မှုတွေကျွန်တော်တို့ဒါအများကြီးလဲယူနိုင်ခဲ့တယ်အသင်းကိုလည်းတကယ်တမ်းဟိုဘယ်လိုပြန်ဥဆောင်မှုအများကြီးပေးနိုင်နေတာကစားမှာဒါပေမဲ့နောက်ပိုင်းနှစ်တွေပေါ့ကျွန်တော်တို့ပြန်ကြည့်လိုက်တော့2008လောက်ကနေစပြီးကျွန်တော်ကြည့်မယ်ဆိုရင်ခက်စစ်ကစားမားတွေခက်စစ်ကနေအသင်းကိုဥဆောင်ပေးနိုင်တဲ့အသင်းကောင်းဆောင်တွေကျွန်တော်တို့ဒါပေါ်ထွက်ခဲ့ပါတယ်ကိုစီယန်နီတို့ဘာမဲလန်တို့ပေါ့နော်ဒီလိုမျိုးပေါ်ထွက်လာပေမဲ့တကယ်တမ်းဒီဘယ်လိုပြောမလဲစူးစိမှုအရာတကယ်ကိုနှစ်ဦးပေါင်းပေါ့လေစာနာဘက်နှစ်ဦးပေါင်းအနေနဲ့ ီလောက်ထိစွမ်းဆောင်နိုင်တာမျိုးကြောင့်ကျွန်တော်ဒါသိပြီးတော့မှမတွေ့ရအောင်ဂါဘရီယယ်နဲ့အခုလက်ရှိဒါဆလီပါကတော့တကယ်ဝဲဒါအာဆင်နယ်အတွက်ကိုဘယ်လိုမျိုးလင်းချက်အများကြီးထားလို့ရတဲ့ခန်းစစ်အတွဲကျွန်တော်ဒါဖြစ်လာတာကိုလည်းကျွန်တော်ဒါတွေ့ရပါတယ်နောက်ထပ်ကျွန်တော်ဒါမေးစရာရှိတာကိုဆိုရင်ဒီအထစ်သားကလည်းဒါမကြသေးခင်ကဆိုသူပြောပါဘူးနော်ဒီ service နဲ့ပတ်သက်ပြီးတော့မှသူကအခုမှအကောင့်ထဲပေါ်တာမဟုတ်ဘူးလွန်ခဲ့တဲ့10နှစ်လောက်ကနေနဲ့ဒီ service နဲ့ပတ်သက်ပြီးတော့မှသူမှအများကြီးတွေးထားတာအများကြီးရှိတယ်ဆိုတော့ဒီအာထီတာရဲ့ဒီ service ကိုဦးစားပေးမဲ့ viewer တခုမှာပေါ့ ဂါဘရီယာဘယ်လောက်ထိကျွန်တော်ဒါအရေးပါလဲလက်ရှိကျွန်တော်ဒါကြားထားတဲ့ twin goal အချက်လက်လေးနဲ့ပတ်သက်ပြောပါမယ်ကိုစိုးသက်တဲ့သုံးတော့ပြောပါအောင်ဗျာကဲပါဂါဘရီယာကဒီအာဒီတာသွားကျင်တဲ့ဒီ set piece တွေကနေပြီးတော့ခိုးရဖို့သူတို့ဒီ down gun ball လို့ situation နေရာနေခိုးရဖို့တကယ်ကိုအရေးကြီးတဲ့ကစားသမားသူ့ရဲ့ဒီနေရာယူမှုတွေဒီအသင်းကိုမောင်းနေမှုတွေကတော်တော်ကိုအရေးပါတယ်ပေါ့နော်ပြီးတော့ Arsenal ကနောက်တစ်ချက်ထူးကြတာကဟိုတပွဲနဲ့တပွဲနဲ့အချိန်မှာသူ့ရဲ့ဒီပွဲကိုချင့်ကပ်ပုံလည်းမတူပြိုင်ဘက်ပုံမှုတည်ပြီးတော့ဒီဘက်မှာဘယ်လိုပုံစံမျိုးနေရာယူမယ်ဘယ်လိုပုံစံမျိုး ကိုယ့်ရဲ့ကစားသမားတွေကိုညွှန်ကြားထားလဲမသိဘူးเนาะတပွဲတစ်ပွဲမှာသူတို့သွားတဲ့ပုံစံမတူဘလို့ပဲအပြောင်းလဲတွေရှိရှိဂါဘီယယ်ကနောက်ဆုံးအရေးပါတဲ့တိုက်ကတ်ကသူသူ့စီကိုပဲရောက်လာတာပါเนาะသူ့ရဲ့ဒီကောင်းတိုက်ဆွမ်းရည်ကလည်းအရန်ကိုဒီအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်သူကဒီအသင်းကိုမောင်းနေနိုင်ဆိုတော့နောက်ဆုံးဂျင်းနဲ့ချက်တဲ့နောက်ဆုံးမိနစ်တွေထိရုန်းကန်နေရပြီဆိုသူ့စီမှာအဲ့လိုမျိုးပါเนาะအသင်းကိုမောင်းနေနိုင်ဆိုတဲ့စိတ်ဓာတ်က ခံစစ်တွေမကဘဲနဲ့ခုနကပြောတဲ့ဒီ set piece တွေမှာပါတကယ်ကိုအရေးပါတဲ့ကစားသမားဖြစ်လာလို့ဒီချက်ကတကယ်ကိုဒါအရေးပါတယ်ပြီးခဲ့တဲ့ဒါ၃နှစ်လောက်ပြန်ကြည့်မယ်ဆိုရင်ဒီနောက်ခံလူတွေထဲမှာ Premier League ပြန်မယ်မှာကိုအများဆုံးသွင်းထားတယ်မှာသူကဒုတိယလိုက်တယ်ပေါ့သူ့ရဲ့ရှေ့မှာဒါ Gavardio တယောက်ပဲ Gavardio ကကိုကိုလောက်သွင်းခဲ့တယ်သူကဒါနောက်ဆုံး၃နှစ်တွေမှာ၈၉လောက်သွင်းခဲ့တယ်သူစရောက်တဲ့2020 21ကနေစတယ်မယ်ဆိုရင်ဒီ Premier League မှာ twin goal 18 goal လောက် twin ခဲ့တာအကုန်လုံးကလည်းဒီခေါင်းတိုက် goal တွေနဲ့ပဲ twin ခဲ့တာတကယ်ကိုအဲ့ကာလအတွင်းမှာဘယ်ကစားသမားထက်မဆိုဒီ နောက်ခံလူတွေမှာပါနော်ဂိုးအများဆုံးသွင်းထားတဲ့ကစားသမားတကယ်ကိုအရေးပါပါတယ်အဲ့ဒါကြောင့်လည်းအာဆင်နယ်ဒီလိုပြောင်းလဲဖို့အတွက်လည်းဒီလိုကစားသမားတွေရှိလို့လေသူ့ရဲ့ ideology တွေကိုအကောင့်ထဲဖော်နိုင်တာလို့ထင်တယ်ဒီနှစ်ကျတော့ပို့ပြီးအားကောင်းလာတာကအသင်းကပို့ပြီးကြစ်လက်တဲ့ structure တစ်ခုကိုပိုင်ဆိုင်သွားရဲဆိုတော့အရန်ကို solid ဖြစ်တဲ့ defense မှာဒီ Gabriel ရဲ့ခုလိုအရေးပါတဲ့အခန်းကဏ္ဍတဖြည်းဖြည်းပို့ကြီးမလာပြီးတော့ပို့ပြီးထင်သာမြင်သာပို့ရှိလာတဲ့အောင်ပြောလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါပြီးခဲ့တဲ့ရာသီနောက်ပိုင်းကတော့ ဒီစုပြုံပြီးတော့မှဒဏ်ရာရပါဗောလေအတင်းရဲ့အဓိကကစားမားတွေဖြစ်တဲ့ကန်ဗက်ဒဏ်ရာရတဲ့စာကာဒဏ်ရာရတဲ့အဲ့ဒါမှဆိုရင်ဂါဘရီယယ်လည်းဒဏ်ရာရွားတဲ့ဟာကျွန်တော်ပြရတယ်အဲ့ကာလကြီးကျွန်တော်ကြည့်လိုက်တော့အစင်တွေကတိုက်စစ်ကစားမားတွေဒဏ်ရာရတဲ့ဆိုင်ဂါဘရီယယ်ဒဏ်ရာရတဲ့ချိန်ကြတော့ပို့ပြီးတော့မှဒါတိတာထင်ရှားပါအောင်လေကျွန်တော်ဒါတွေးရပါတယ်နောက်တော့ဂါဘရီယယ်ပါတဲ့ပွဲမှာအစင်တွေရတဲ့ဘယ်လိုပြောမလဲဒီ clean sheet ရတဲ့အနေထားဒါကျွန်တော်ဒါ twin goal ဝယ်ပြန်မြရမှတ်ရမှတ်နောက်တစ်ခုကကျတော့ဒီနိုင်ပွဲနှုံးနေရစအများကြီးကိုကျွန်တော်ဒါ kwa ချောက်ကိုကြွေးရပါတယ်လွန်ခဲ့တဲ့ဒီ၄၅နှစ်အတွင်း၄၅ရာသီအတွင်းမှာကျွန်တော်ဒါချက်လက်တီးကြည့်မယ်ဆိုရင် Gabriel ပါတဲ့ပွဲတွေမှာအစင်နဲ့ရတဲ့နိုင်ပွဲနှုံးကမပါတဲ့ပွဲတွေမှာဒါရတဲ့နိုင်ပွဲနှုံးနဲ့ဆိုင်ကျွန်တော်ဒါတော်တော်ကြီးကိုတည်တည်တာတာ kwa ချောက်တော့ကျွန်တော်ဒါတွေ့ရနောက်တစ်ချက်ကကျတော့ Gabriel ရဲ့စက်ခံမှုပိုင်းပေါ့ဟိုစက်ခံမှုပိုင်းရကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင် Arsenal မှာလည်းဒီစက်ခံမှုပြဿနာအများကြီးကြုံတယ်ဥပမာ Fabian Leno ဆိုရင် ဟိုမကောင်းတော့ဘူးကောင်းတယ်တော်တော်လေးလည်းကောင်းတယ်ကောင်းလို့လည်းဘာစီလိုနာကိုရောက်တယ်ဒါပေမဲ့စက်ခမှုပြဿနာကျွန်တော်ဒါအမြင်နဲ့ကြုံရပါဘူးတရားဒီမှာပွဲ30လောက်ထိကစားနိုင်ဖို့တောင်မှဟိုဘယ်လိုပြောဟိုမလွယ်တဲ့အနေအထားမျိုးပေါ့ဥပမာ Van Dijk တို့ဆိုရင်ဒါပြီးခဲ့တဲ့ရာသီကဒီ Liverpool အတွက်မှာဆိုရင်ပွဲချိန်မိနစ်ပေါင်းဒါ300ချော်ထိကစားနိုင်တယ်သူ့အသက်ရွယ်နဲ့ဆိုရင်တကယ်ကိုပဲအမခံဒီစက်ခမှုနဲ့ပတ်သက်ပြီးမှတကယ်ကိုချီးကျူးစရာကောင်းတယ်အန်အသင့်စရာလောက်ကောင်းတယ်ဒါစက်ခမှုမျိုးပေါ့ဒီမှာ Gabriel နဲ့ Saliba အတွဲမှာတော့ ဒီနောက်ပိုင်းမှာတော့ဟိုကြက်ခိုင်မှုနဲ့ပတ်သက်ပြီးအကောင်းဆုံးမဟုတ်ဘူးဆိုရင်တော့မှစိတ်ချရတဲ့အနေအထားတစ်ခုတရားသည့်အတွင်းဒီဘယ်လိုပြောပွဲချိန်မိနစ်အဖြစ်ဒါအားကိုးလို့ရတဲ့အနေအထားလေးတစ်ခုတော့ကျွန်တော်ဒါမြင်ရတာကိုကျွန်တော်ဒါတွေ့ရပါတယ်အစိုးရကတော့ပြောတဲ့ထက်မှလည်းပါပါတော့ဂါဘရီယယ်နဲ့ပတ်သက်ပြီးတော့မှဆိုရင်ဒီဂါဘရီယယ်ကဒီဘရာဇီးနောက်ခံလူတွေနဲ့မတူတဲ့ပုံစံမျိုးကိုကျွန်တော်ဒါမြင်ရတယ်နော်ဒီပောက်ခွဲအပြင်းထန်တဲ့နောက်တစ်ခုကကျတော့အသင်းကိုဒီကောင်းကောင်းဥဆောင်နိုင်တဲ့ပုံစံမျိုးကိုလည်းကျွန်တော်ဒါမြင်ရနိုင်တယ်ဆိုတော့ အစင်းလေခုဒါပရီးမီယာလိချန်ပီယံဖြစ်ပေါ်တော့လက်ရှိဒါပရီးမီယာလိပွဲစဉ်ကိုပြီးအော်တိုဘာလပွဲစဉ်တွေပြီးမှာတော့ဒါရေပန်းစားနေတယ်ဒီရေပန်းစားမှုအတိုင်းပဲကျွန်တော်ဒါကာဗရီယာဘယ်လောက်ထိဥဆောင်နိုင်မလဲနောက်တစ်ခုကကျတော့ဟိုလက်ရှိချိန်မှာဆိုရင်ဒါတချို့သုံးသပ်သူတွေလည်းပြောထားပြောနေကြတာလည်းရှိပါတယ်တကယ်လို့အစင်းလေဒီရာဒီမှာပရီးမီယာလိချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်ကာဗရီယာက PFA အကောင်းဆုံးကစားမစုရတဲ့နယ်ဆိုပြောမှဒါပြောနေရပွဲအရေးအတွက်အပြင်တော့အများကြီးစောပါသေးတယ်ကျွန်တော်ဒါအစင်းလေလည်းဒါဆက်ပြီးတော့မှကြိုးစားမယ်ပိုင်းနေဒါအများကြီးရှိသေးလို့ကာဗရီယာရဲ့ ဒီစူးစမ်းမှုနောက်ထပ်သူရဲ့ကြံ့ခိုင်မှုဘက်နေလဲကျွန်တော်တို့အများကြီးစောင့်ကြည့်စရာရှိသေးတယ်ပေါ့လေဒါပေမဲ့ကျွန်တော်ဒါမဖြစ်မနေကြည့်ရမှာတော့ဂါရီရဲ့အခန်းကဏ္ဍတော့တော်တော်ကြီးကိုအရေးပါမယ်လို့ထင်တယ်ဗျဒီပေါ်ကိုဆိုရည်လဲတုံးသက်ပြီဟုတ်ကဲ့ပါအခုပါယာတီက၄ပုံ၃ပုံတော့ပဲရှိသေးရပါတော့ဒါပေမဲ့လက်ရှိကစားထားပြီးသမျှရလက်တီအရာတို့ရဲ့ record တွေကတော့တော်တော်လေးအားရစရာကောင်းပါတယ်ဒီပုံစံတိုင်းသာခန်းစစ်ကြောင်းက solid ဖြစ်မယ်ဆိုရင်ဒါ Chelsea 2004 5ဘောလုံးယာတီကပေကို15ကိုပဲပေးခဲ့ရတဲ့ စန့်ချိန်ပေါ့နော်ဟိုလိုက်ပြီးတော့မှီဖို့ချိန်ဝင်နိုင်တဲ့အနေအထားမျိုးပေါ့အခုဒါကိုပွဲကစားပြီးမှာပေကို၃ကိုပဲပေးထားရတယ်ဂျန်နဲ့ဒါ၆ပွဲလုံးကလင်းရှစ်တွေယူထားရဆိုတော့ဒါအခုပြောဆိုပေါ့နော်ဒီခန်းစင်းနှစ်ယောက်လုံးကြံ့ခိုင်မှုလည်းပြည့်နေမယ်အသင်းကလည်းတည်ငြိမ်နေမယ်ဆိုရင်ဒီလိုတကယ်ကိုတမိုင်းစန့်ချိန်မှတ်တမ်းကောင်းတွေပါချိန်ဝင်လို့ရတယ်ပြီးတော့အာဆနယ်ချန်ပီယံဒီတိုက်တဲ့ race မှာဂါဘီကတကယ်ကိုအခုပြောဆိုလို့အရေးကြီးဆုံးသမားတွေကတယောက်ကွန်လန်မှာဆိုရင်ဒါ declarate ရှိမယ်ခက်စစ်မှာဆိုရင်ဆာလီဘာနဲ့ဂါဘီမှာတော့မှဂါဘရီယယ်ရဲ့ပောက်ကွဲအားကပို့ပြီးတော့အားရစရာပိုကောင်းတယ်ဆာလီဘာအငိမ့်လိုက် တယောက်ကအလှုပ်ပါတော့အရင်တော့က Ferdinand Bidis လို့လိုမျိုးအလှုပ်ပါတယောက်တယောက်နဲ့တိုက်မတူလေဒီခန်းစစ်ကစားမတွေဂျာမာကြတော့ပို့ပြီးတော့ဟိုကြည့်ရတာလည်းအရသာရှိသလိုခန်းစစ်ဂျာမာလည်းနားလည်မှုကပိုကောင်းနေလို့ပြောလို့ရပြီးနောက်တစ်ချက်ကကျွန်တော်သတိထားမိသလားပေါ့ Arsenal နဲ့ပတ်သက်ရင်လွန်ခဲ့တဲ့နှစ်20လောက်ကသူတို့ဒါကျုံမဲ့ဖြစ်ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်းမှာအခုပြောသလိုပဲကစားသမားကောင်းတချို့တော့ဒီခန်းစစ်မှာရောက်ရောက်လာတတ်တယ်ဒါပေမဲ့တယောက်ချင်းစီမှာပဲကောင်းပြီးတော့ဒီနှစ်ယောက်အတွဲလိုက်မှာတကယ်ကိုဒီလို solid ဖြစ်တဲ့အတွဲမျိုးဆိုတာမရှိခဲ့ဘူးเนาะအရင်ဆိုကျွန်တော်တို့ဒါဆိုကမ်ဘဲတို့ဒီမာတင်ကူဝင်တို့ခစ်ကကျွန်တော်တို့ မြင်ခဲ့မှုတဲ့ taste မျိုးပေါ့နော်အဲ့တုန်းကခံစားမှုမျိုးသူတို့နှစ်ယောက်ပြန်ပြီးတော့ဟိုစပီတွဲတဲ့အချိန်မှာကျွန်တော်အဲ့ခံစားမှုရလိုက်တယ်အဲ့ဒါလေးကိုလည်းကျွန်တော်လွန်ခဲ့တဲ့3 4နှစ်လောက်ကကျွန်တော်ရဲ့အကောင့်မှာပေါ့နော်တင်မှုတဲ့အဲ့ခံစားမှုမျိုးကိုအာဆင်နယ်ရဲ့ခက်စမှာပြန်ပြီးတော့ရလာတယ်အဲ့တုန်းကတော့အဲ့လောက်မကောင်းဘူးဒါပေမဲ့နောက်3နှစ်အကြာမှာတော့တကယ်အဲ့ကစားသမားတွေနဲ့နှိုင်းလို့ရတဲ့ level မျိုးကိုရောက်လာပြီပေါ့ဒါကအာဆင်နယ်ရဲ့ဒီ total မှုဒီကာဘီရဲ့စာရီပါနှစ်ယောက်အတွဲရဲ့သူတို့နှစ်ယောက်ရဲ့ဟိုနားလည်မှုပေါ့နော်အဲ့ထဲမှာမှကျွန်တော်အကူပြောသလိုပဲကာဘီရဲ့မတူကွဲပြားတဲ့ ်ခံစင်သာမတက်ရောက်ဒက်ဖန်နာတက်ရောက်နေနေကြည်ရတာကပိုပြီးအရသာရှိတယ်အခုပြောသလိုအာဆင်နယ်သာဒီယာဒီဒါချန်ပီယံဆုဖလောက်ရခဲ့သူကဒီ PFA တနည်းသာအကောင်းဆုံးဆုမှာပါသိနေကြသောမှာကျွန်တော်လည်းလိုက်ခံပါတယ်ဟုတ်ကဲ့ပါတေချာတော့ကျွန်တော်တို့ဒီအာဆင်နယ်ဆူရသည်ဖြစ်စေမရသည်ဖြစ်စေရသည်ကိုရင်တော့ PFA နေရာလိုက်အကောင်းဆုံးအသင်းမှာဆိုရင်တော့ဒါကာဘရီယယ်တို့ကတော့တနည်းသာပါသိနေတဲ့အနေအထားမျိုးကိုအော်တိုဘာလအပီးပေါ့ဒါကျွန်တော်တို့အော်တိုဘာလအပီးလေးကိုကျွန်တော်ဒါသုံးသက်ဒါတင်ဆက်ပေးတာကျွန်တော်ဒါဖြစ်ပါတယ်ဒီအာဆင်နယ်ဘယ်လိုပြောလဲတည်ငြိမ်တဲ့ခံစစ် ရထားခြင်းရဲ့နောက်ွယ်မှာတစ်ခုမှာဆိုရင်ဒါဇူဘီမန်ဒီလိုကစားမမျိုးရလိုက်တာလဲဒါကျွန်တော်အများကြီးပါပဲဒါကိုလည်းကျွန်တော်ဒါမဖြစ်မနေထည့်ပြောရမယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့ရာသီတွေကလည်းပါတီကောင်းကောင်းကစားနိုင်တာမှန်ပေမဲ့ပါတီရဲ့ပုံစံကြတော့ဒါဆက်ဆက်ပြီးကျွန်တော်ဒါပြောတာပါအဓိကတော့ဂါဘရီယယ်အကြောင်းလေးကိုကျွန်တော်ဒီအစည်းအဝေးမှာတင်ဆက်ဖို့လေဒါပေမဲ့ပါတီကကြတော့အားလုံးမြင်တဲ့အတိုင်းပဲနည်းနည်းလေးခန်းစစ်မှာ risk ရဲ့ pass တွေကျွန်တော်များတယ် ဇူမီမန်ဒီကကျတော့တော်တော်ကြီးကိုတီတီညင်ညင်နဲ့ကစားနိုင်တဲ့အခြေအနေမှာကျတော့လေဒါအာဆင်နယ်ခံစစ်ပုံပြမှာချစ်လက်လာတဲ့ပိုင်းလဲမြင်ရတယ်ပရီးမီယာလိမှာတော့ဒါနောက်ခံလူတွေထဲမှာဆိုရင်ဒါဂိုးသွင်းအများဆုံးကချွန်ဒရီပေါ့လေချွန်ဒရီကဒါပရီးမီယာလိဒါခံစစ်မှုတွေထဲမှာဆိုရင်ဂိုးပေါင်း40ကျော်ထိတွင်လာတယ်ခံစစ်ကစားသမားတွေထဲမှာလည်းဂိုးသွင်းအများဆုံးနောက်ထပ်ဒါခဏတော့ကိုစိုးကြီးပြောသွားတဲ့သူတို့အကောင်းဆုံးခစ်ပေါ့လေအကောင်းဆုံးခစ်ကာလကျွန်တော်တရားသေးမှာ15ခုပဲပြီးခဲ့ရတဲ့အချိန်ကကာဗေဟိုနဲ့ဒါချွန်ဒရီတို့တွေဒါသူတို့နှစ်ယောက်ကြည့်မယ်ဆိုတော့ type က မတူတဲ့ပုံစံမျိုးတွေဒါမြင်ရဘူးလေကာဖေဟိုကတော့တကယ် live fight နိုင်တဲ့အမျိုးကျွန်တော်ရတော့အငိမ့်လိုက်ကစားတဲ့ဟာမျိုးလေးလဲကျွန်တော်ဒါမြင်ရဒါလေးကတော့ခန်းစင်းနဲ့ပတ်သက်ပြီးတော့မှအကောင်းဆုံးခန်းစင်းအစုဖွဲ့ဒါပိုင်ဆိုင်ခဲ့ရပဲ United ဆိုလည်း Ferdinand Vidic တကယ်ကိုအကောင်းဆုံးခန်းစင်းအတွဲတွေကိုဒါပိုင်ဆိုင်ခဲ့တဲ့ကာလာကြီးကျွန်တော်ဒါမြင်ခဲ့ရတယ်အခုလက်ရှိ Arsenal မှာလည်းအကောင်းဆုံးခန်းစင်းအတွဲကိုတော့ဒါပိုင်ဆိုင်ထားပြီးပြီအောင်မြင်မှုတွေယူနိုင်မလားမယူနိုင်မလားဆိုတော့ဒါယာတီကုံမှာကျွန်တော်မြင်တွေ့ရဖို့ရှိပါတယ်ဒါအခုလိုမျိုးဒါ Gabriel နဲ့ပတ်သက်ပြီးတော့မှသုံးသက်ပြောဆိုပေးပါအတွက်ကိုဆိုးရိုးတဲ့ Jesus တို့တရှိပါတယ် ယေရှုအားပေးကြတဲ့သောကောပရိသတ်တို့ချင်းစီကိုလည်းယေရှုထုတ်တင်ရှိပါတယ်ခင်ဗျာ။